နောက်ကျောင်းမှာကြည်လိုက်တန်းရလေးတန်ချက်တွေနဲ့အာထွက်ချင်လို့လားထွက်နေတာမထွက်ရဲထွက်ရဲနဲ့ထွက်နေလေတိုက်တာနဲ့မှန်နေရကျွေးကြနေတိုက်တော်တွေကျွေးပါလေရောရှိကြမရှိဘူးညီမမရှိဘူးဘာလို့ဆိုတော့ तू ကလားခွယ်နေယုံပိတ်တဲ့နေဆိုတော့လေဘာမှစိုးစိုးဝိုင်းတော့မဖြစ်လိုက်ပါတို့သွားလားဥပုံနေဆိုတော့လေလာခွဲအပတ်ကြီးဆိုတော့ပြင်လူတွေပြောနေရတော့စောင်းနေလို့ပါတော့ကျမတို့တော့မတွေ့ဘူးပဲ သူအဲ့လောက်ကြီးသူစောင်းနေဆိုရင်လည်းဒီချိန်ဆိုပြိုကြပြီပေါ့နော်ကိုလိုဈေးကျူကြီးရကြဆိုတော့တယုံနဲ့တယုံနဲ့မတွေ့ဘူးသူကအီယုံကအီယုံတက်တက်စောက်တယ်ဒီမလေးဒီမဒီမတွေ့လာဟပင်ထားတယ်တော့တောင်းဆိုကြီးတွေ့ရတာမဟုတ်တယုံနဲ့တယုံကဘူးတူအဲ့သူရကော်လန်တန်ကြီးတွေကလည်းနှစ်ပေပဲလေကြီးကြီးဖြစ်တယ်ဗျာ သေးဆုံးရောင်းနေ။ဟာသေးရရတယ်။အကုန်ရရတယ်မရတာမရှိဘူး။ဒီမှာရောင်းလာကြာပြီလားဈေးရှုံမှာ။ကြာပြီ။ဘယ်နည်းလောက်ကြီးသွားလဲ။အနည်းငယ်စိတ်လောက်ရှိပြီ။အော်တော်တော်ကြာပြီပဲ။ဒီအပြင်းနမ်းမှာပဲရောင်းလာတာ။ဒီအပြင်းနမ်းမှာလည်းရောင်းနေဟိုမမ်းမမှာပဲလမ်းလေးရောင်းနေ။ဒါပေမဲ့အဒီအပြင်းနမ်းတွေကတော့စိတ်ချရတယ်နော်။စိတ်မချ။နောက်ကျောင်းမှာကြည်လိုက်တန်းရလေးတန်းချက်တွေနဲ့အာထွက်ချင်လို့လားထွက်နေတာမထွက်ရဲထွက်ရဲနဲ့ထွက်နေတာ လေတိုက်တာနဲ့မှန်နေကြွေးကြနေထွက်တာထွက်နေတယ်ကြောက်ဘူးတေးမှတော့မနာဘူးယင်နေတိုင်းထွက်တယ်ကိုနားချင်မှသာနားတာလေဟိုလူကတော့နားရမရှိဘူးယင်နေတိုင်းထွက်ရတယ်နည်းနည်းတော့ပါတော့တယ်ပေါ့ဈေးဝင်လည်းမရှိဘူးပို့ဆိုးတာ21ရက်နေရပို့ဆိုးတယ်ပို့ဆိုးတဲ့လူမရှိဘူးမနာခင်တစ်ပိုင်းစီတယ်ညနေတစ်ပိုင်းစီတယ်ငွေလေးရလူနှစ်ချက်ခွဲနှစ်ချက်ဆိုတိတ်လူမရှိတော့နေပူလို့တော်တယ်နဲ့နေပူတော့မထွက်ကြဘူးလေ

ဖြန့်ဖွင့်မိညီမဟိုဟာတကူးပြီးတော့လေတကူးလာဟိုလာပြီးကြော်တယ်ပေါ့ငရင်ပြီးခဲ့တာဖြန့်ဖွင့်တယ်ဒီနေ့ကစရမလားအပြင်းလမ်းလာမှာညီမတွေဒါအပြင်းလမ်းယုံယုံကြီးရတော့ဟိုဘက်မှာမန်းမြန်မာဘက်ကဘက်ကတော့ဈေးရုံကြီးနော်ဈေးရုံကြီးဟုတ်တယ်ညီမပြင်းတန်းလို့ပြောရဲခန်းခေါ်ယုံပေါ့ညီမအရောင်းကိုရောမလို့ပြောရတယ်နေလို့လိုက်တော့နင်းနေတော့အေးတာပါညီမရေခန်းတိုင်းလောက်တော့တိတ်မဟုတ်ဘူးဒါပေမဲ့ဒီကနေ့တော့မစိုးဘူးစီးတယ်ရောင်းရတယ်ဒေကီကြီးဖွင့်တယ်ပါညီမညနေ၄နာရီလောက်ဆိုရဘူး 10နိုင်ဆိုရင်မနေ့ပိုင်း10နိုင်ရနေညနေ4နိုင်9နိုင်ဒီရှိတယ်တနေ့ကုန်ပဲတနေ့ကုန်ဈေးဆောင်ကတော့ညီမဘာမှတော့မဖြစ်ပါဘူးရှင်တေးကတော့ကောင်းပါတယ်ဒါပေမဲ့နည်းနည်းပါပါပါဖြစ်ပါတိုင်းတော့မစိုးပါဘူးမရှိဘူးညီမမရှိဘူးဘာလို့ဆိုတော့ तू ကလာခွင့်နေယုံပိတ်တဲ့နေဆိုတော့လေဘာမှစိုးစိုးဝိုင်းတော့မဖြစ်လိုက်ပါတို့သွားလားဥပုံနေဆိုတော့လေလာခွေအပတ်ကြီးဆိုတော့ဘာမှတော့မဖြစ်လိုက်ဘူးလူတွေတော့အကောလုံးအန်နေရခင်ကြတယ် ဒီနိုင်ဆိုယုံပိတ်သွားပြီလေ။အခုဒီနေ့ဒီအပိုင်းကြတော့အခါကြတော့တို့တွေဘယ်လိုပြောမလို့အဲလူတွေရဲ့စိတ်တွေပေါ့နော်တို့တွေလည်းကြောက်နေကြတော့အခါကြတော့ဘယ်နေရာနေနေတော့မလွတ်ပါဘူး။ဒါကတော့တဘာဝဘေးရနေရဆိုတော့လေနော်။အော်ဒါကဈေးကျိုမမြမပလာဇာဈေးကျိုးထဲမှာပဲဈေးကျိုးပဲခေါ်ကြတာပေါ့နော်ဈေးကျိုးဟိုဘက်ကယုံဟောင်းဒီကယုံသစ်ဒီယုံလူကြီးတွေနဲ့ဒီဈေးကျိုးတော်ဆောင်တွေပေါ့နော်သူတို့တွေကပြောပြချက်အရဆိုတော့သူတို့ကဒီ အင်ဂျင်နီယာတွေနဲ့သူတို့တွေစစ်ဆေးပြီးပြီပေါ့ပါလဲမန်နိုင်နေအကုန်လုံးကောင်းနေပေါ့သူတို့နည်းနည်းပါးပါးအုတ်ချက်ကွာတာတို့ဟိုလိုမျိုးလေးပေါ့နော်ဟိုအင်္ဂလိပ်ကွာတာတို့တော့ရှိတယ်ပေါ့သူတို့သူအပြင်လူတွေပြောနေရတော့စောင်းနေလို့ပါတော့ကျမတို့တော့မတွေ့ဘူးပဲမတွေ့ဘူးဆိုတာပေါ့နော်သိချာသူအဲ့လောက်ကြီးစောင်းနေဆိုရင်တော့ဒီချိန်ဆိုပြိုကြပြီပေါ့နော်သူများတုံးလေးတက်တည်တော့မှနော်အကုန်လုံးပြိုကြနေရပါပဲ 25ကြည်တော့မှဒီလောက်ခိုင်နေဆိုရင်တော့နောက်ထပ်ငလျင်တိတိလေးရတော့ဘာမှမဖြစ်လောက်ဘူးလို့ထင်တာပါပဲကိုရဆုံးမယ်ပရစီလေးရောင်းတော့ပရစီလေးရောင်းတယ်ဒါကိုဒီမှာထွက်လာတာကဈေးကြိုကြီးစခဲ့တဲ့ထွက်လာတာနှစ်နှစ်ဆက်စိတ်ရှိပြီဈေးကြိုကြီးစဒါကြီးတစ်ဆပြီးတော့ဆိုင်ကန်းတွေပေးကြတယ်ကကိုတော့လက်ဟောင်းဆိုင်တွေကဒီမှာဆိုင်ကန်းတွေရာလေအဲ့ကြတဲ့ကိုထွက်လာကိုတို့ဈေးကြိုကြီးရာကြဆိုတော့တယုံနဲ့တယုံနဲ့မတွေ့ဘူး သူကအီယိုကအီယိုတက်တက်စောက်ထားတယ်ဒီမလေးဒီမဒီမတွေ့လာဟပေးထားတာသူကတောင်းချက်ယူတွေ့ရတာမဟုတ်တယုံနဲ့တယုံကမတူအဲ့သူကကော်လန်နိုင်ကြီးတယ်လည်းနှစ်ပေးပဲလေကြီးတယ်ဖြစ်တယ်ဘာမှမဖြစ်ဘူးဖိုက်တော့တာလေမရှိဘူးလေဘာမှမရှိဘူးမရှိဘူးဘာမှကိုကြီးဒီသေးကြိုကြီးကကိုကြီးလိုသေးကြိုကြီးဘာမှကိုမရှိဘူးဥပုပ်တဲ့ကြီးလေသေးကြိုကြီးဟုတ်တယ်ဟုတ်တယ်အာကိုလိုသူကပစ္စည်းတွေပဲကြားတယ်ပြန်ထားကြကြထားတယ်ဒါဆန်ကန်းတွေလည်းဘာမှမဖြစ်ဘူး ော့ရောင်းကားတွေပါလေတော့ဘယ်လိုနေလဲဟိုဒါတော့ခရီးတစ်ဖြုတ်ကတော့ဒီလိုပဲပေါ့လေกินလေတန်းပြီးတော့ကြောက်လို့ကြတော့ဒီလိုပဲရှိရတော့တဖြုတ်အချိန်ညာပြန်စီသွားမှာလူကြီးဒါမင်းလေးရဲ့ဈေးချိုကြီးကိုစိတ်ချလက်ချနဲ့ဒါလာလို့ရအောင်အတွက်ဒါဦးလေးပဲကြံနေနေလေးလာခဲ့ပါလို့ရုပ်ရောက်ဖွဲ့ပြီးဟိုယုံထဲလေးလည်းဘာမှမဖြစ်ဘူးမာတချို့အိမ်သာပေါ်ရှိတဲ့ဒါမင်းလက်ချက်ပပလေးတွေပေါ့တင်ထားလေဒါလေးပါလေးဒါပါဒါလုံးတစ်ချက်နှစ်ချက်ပါပဲဘာမှမဖြစ်လေပတ်နေပြီအကုန်လုံးလာခဲ့ကြပါလို့ဘာမှဖြစ်ပါဘူးလို့ဖိတ်ခေါ်ပါတယ်လို့